ကောင်းဆောင်မထေရကြီးတဲ့လက်ပူဇော်တက္ကရာ၌သာအလေးကရုပြုကြတယ်။ကြောင်းလေးတစ်ကြောင်းကနှစ်ကြောင်းဖြစ်အောင်ကြိုးစားတယ်။ကြိုးစားရင်ကြိုးစားရင်နဲ့မြတ်စွာဘုရားကအလှမခံနဲ့။ဒါမျိုးပြောတယ်အလှခံပြီးတော့ကြောင်းကြီးတွေကောင်းအောင်ကြိုးစား၊ကားတွေကောင်းအောင်ကြိုးစား၊ကြိုးစားရင်ကြိုးစားရင်နဲ့မြတ်စွာဘုရားရဲ့အဆုံးအမတီလာတွေရော့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 သွားတယ်။ကြောင်းကြီးတွေတိုးအောင်ကြိုးစားလိုက်၊တီလာတွေပြတ်သွားလိုက်။မြတ်စွာဘုရားမကြိုက်တဲ့အလုံးတွေလုံမီလိုက်။ တိလဆိုတာဘုန်းကြီးတို့သာသနာပဲသာသနာဆိုတာဘုရားရှင်ရဲ့အဆုံးအမဒါကိုပြန်ပြီးတော့အကျဉ်းချုပ်လိုက်ပြီဆိုရင်တိလသမာဓိပညာဒါကိုသာသနာခေါ်တာအဲ့တော့အကြောင်းကြီးတွေကိုတော့ကြည်မာအောင်တစ်ထက်ကနှစ်ထက်နှစ်ထက်ကသုံးထက်ကြိုးစားလိုက်တာဒါကြိုးစားရင်ကြိုးစားရင်နဲ့မြတ်စွာဘုရားကဝိနိသိက္ခာပုဒ်မှာအလူမခံရတဂရမတွေကိုလူခံတဲ့အကြောင်းအရေးမြတ်မြတ်မပြောရဒါမျိုးတွေသိက္ခာပုဒ်ပင်ညက်တဲ့တိလတွေရှိတယ် အဲ့တော့ကြောင်းကြီးတွေကောင်းအောင်ကြိုးစားရင်ကြိုးစားရင်းနဲ့မြတ်စွာဘုရားရဲ့အဆုံးအမညနှလုံးသားထဲမှာလုံပါပါသွားတယ်သီလတွေပါ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 သွားတယ်ဒါဆိုရင်ဘာဖြစ်လဲသာသနာတော်ကွယ်မယ်တဲ့လက်တွေအပြင်သီလသာသနာကွယ်တော့တာပဲ